အလုံးမဲမင်္ဂလာပါ1 championship ဘက်ကတော့ bronica ကို1 friday 5 132ပွဲမှာ diamond fighter နဲ့ပွဲပြီးရင်နောက်ထပ်လာမဲ့ပွဲကို bronica ကိုစင်ကိုထားဖို့တဲ့1 championship ရဲ့ champion တယောက်ဖြစ်တဲ့ name g time fighter မှလေ stamp fairtex နဲ့ပွဲတည်ပေးဖို့ရှိနေပါတယ် stamp နေနဲ့ bronica လို့ဒီ ring time fight ပွဲစဉ်တွေမှာအောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ ဖိုက်တာနဲ့ပွဲဖြစ်ချင်နေတာပါစတမ်ကလည်းလာမယ့်နိုဝင်ဘာ16ရက်နေ့မှာဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့်ပွဲမှာဂျပန်ဖိုက်တာမင်းနဲ့တွေ့ဆုံထိုးသက်သွားဖို့ရှိနေတာပါအဲ့ဒီပွဲစဉ်မှာစတမ်နေနဲ့ကေဘောက်ဆင်စင်းမင်းနဲ့ထိုးသက်သွားရမှာဖြစ်ပြီးတော့အပွဲပြီးသွားရင်ဘရိုနီကာနဲ့မွေထိုင်းပွဲထိုးချင်နေတာပါဘရိုနီကာကတော့စတမ်ရဲ့စင်ကုန်မှုကိုလက်ခံလိုက်ပြီးအကြခင်ထိုးသက်ကြတော့မယ် တေယိုမျိုးသမီးဖိုက်တာလီမီယူနဲ့ပွဲမှာနိုင်ရရှိအောင်ဆွမ်းဆောင်ပြထားနိုင်မှာစတမ်လိုချန်ပီယံတယောက်နဲ့ထိုးသက်ခွင့်ရဖို့အခြေအနေကောင်းသွားမှာပါဘရိုနီကာရဲ့မကြာခင်ပြစ်စုံထိုးသက်ရတော့မယ်ပြိုင်ဘက်ကကစ်ဘောက်ဆင်အတာတဲ့ဖိုက်တာပါလီမီယူရဲ့အတာချက်ကခြေကန်ချက်နဲ့ဘယ်ဖြောင်းလက်တီတပေါက်ပဲရှိတာပါဒီချက်ကိုဘရိုနီကာအကောင်းဆုံးကင်လွယ်ပြနိုင်ရင်အလဲထိုးနဲ့မို့ရင်တော့ဘရိုနီကာအတွက်အေချာပေါက်နိုင်ပါပဲဝေတိုင်းနီစနစ်ကောင်းတဲ့ဘရိုနီကာအနေနဲ့ ကင်းပေါက်စင်အားတာတဲ့ fighter ကိုရင်ဆိုင်ရမှာဆိုတော့ Chronica တွဲ Champion ကပတ်ကိုရရှိပိုင်ဆိုင်နိုင်မှုခြေတလန်းလန်းထားတယ်လို့ဖြစ်နေမှာပါ။ဒီပွဲစဉ်ပြီးနောက်ထပ် Chronica ရင်ဆိုင်ရမဲ့ပြိုင်မက်က Stam လို့ထိတ်တန့် fighter ဖြစ်နေတာကြောင့် Champion ကပတ်လူခွင့်ရဖို့ခြေနေကောင်းသွားမဲ့သဘောမှရှိနေမှာပါ။အလုံးကိုကျေးဇူးများတင်ပါတယ်။